တောင်ကြားနှစ်ခုကိုဆက်သွယ်ထားတဲ့ကမ္ဘာအံ့ဖွယ်ဂုတ်ထိတ်တာကျမတို့မြန်မာနိုင်ငံမှာနှစ်ပေါင်း120ကျော်တပ်တန်းရှိပြီးတမိုင်းရဲ့မုံတိုင်းတွေကိုရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့အင်ဂျင်နီယာလက်ရမြောင်များလာတဲ့တရားစီတစ်စင်းရှိလို့နေပါတယ်။အဲဒါကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲနောင်ချိုကြားထဲမှာတည်ရှိတဲ့ဂုတ်ထိတ်တရားပါပဲ။ ဒီတရားကြီးဟာဆွေးနော်ရေရိုးတရားမဟုတ်ဘဲနဲ့ The World Largest Trestle လို့ခေါ်တဲ့ကမ္ဘာအကြီးဆုံးမြင်းခေါင်တရားတစ်စင်းဖြစ်ကကမ္ဘာအံပွဲစည်ရဲမှာပါဝင်ခဲ့ဘူးတဲ့မြမကုံဆောင်အစားအုပ်ကြီးတစ်ခုဖြစ်ပါရည်။ဒီတရားကြီးရဲ့အတိုင်းကဗြိတိရှားကိုလိုနီခေတ်မှာစတင်တည်ဆောက်ခဲ့တယ်လို့သိရပြီးအဓိကအရွယ်ချက်ဟာဆိုရင်ဖြင့်ဗြိတိရှားအင်ပါယာရဲ့ထုတ်ကုန်တွေကိုလာရှုံမျိုးအနေတစ်စင်းဖြန့်မြှုပ်ဖို့ပဲဖြစ်ပါရည်။တရားကြီးကိုအင်္ဂလိပ်အင်ဂျင်နီယာ SARS Arthur Rangdell ကဒီဇိုင်းရေးဆွဲခဲ့ပြီးတော့ American company ဖြစ်တဲ့ ပန်ဆာဗေးနီးယားအမေရိကန်ကုမ္ပဏီတွေကိုငှားယမ်းခဲ့ပေမဲ့တရားကြီးကဦးစီးတည်ထောင်တဲ့သူတွေဟာမြမမြေထားဌာနကဗြိတိရှားနဲ့မြမအင်ဂျင်နီယာတွေတာဖြစ်ပါရီစတာလင်ပေါင်းတသိန်းတသောင်းအကုန်ချခံပြီး1899ခုနှစ်ဧပြီလ28ရက်နေ့မှာစတင်တည်ဆောက်ခဲ့လျာကိုလာအတွင်းမှာပဲပြီးစီးခဲ့တာဖြစ်ပါရီဂုတ်ထိတ်တရားရဲ့ထူးခြားမှုဝိသေသတွေကတော့မြေချောင်းတွေကိုဖြတ်ကျော်တည်ဆောက်ထားတာမဟုတ်ဘဲနဲ့ပေ300ကျော်မတ်ဆောက်တဲ့ရှိုးကြီးနှစ်ခုကိုဖြတ်တန်းတည်ဆောက်ထားခြင်းပဲဖြစ်ပါရီ တင်လေရီမျက်နှာပြင်ထက်2260ပေမြင့်မှာတည်ရှိပြီးတရားရှိကပေ2260ရှိပါတယ်။ဒီတရားကြီးကိုထောက်ပံ့ထားတဲ့တန်တိုင်း16တိုင်းနဲ့အမြင့်ဆုံးတိုင်းဟာပေ320မြင့်ပြီးတော့အလရတိုင်းအမတ်ရှင်းနဲ့ကိုကအမြင့်ဆုံးဖြစ်ပါတယ်။တရားတစ်ခုလုံးမှာတန်မဏိ4300တဆတ်တန်းနဲ့တန်မိုပေါင်းတန်းအထိအသုံးပြုထားတာပါဒီတရားကြီးတိဆောက်ခဲစဉ်ကကဘာပေါ်မှာအမြင့်မဆုံးရထားလမ်းဖြစ်နေမှတ်တမ်းတင်ခံခဲ့ရပါတယ် တရားတိစားဖို့အတွက်တန်နဲ့တန်မနီ4330တန်တန်တန်မိုပေါင်းတတန်းထီအသုံးပြုခဲ့ရတယ်လို့သိရပါတယ်။ဂုတ်ထိန်ဆိုတဲ့အမည်ကရှမ်းပါတာဟိုကတ်ဒါမှမဟုတ်ရင်မြမခေါ်ငုတ်ထိတ်ကနေစံတလာတာပါ။နမ်ပါဆေးမြေကမြေကြီးတဲကိုငုံရှိုးသွားပြီးတော့မှတခြားတနည်းအားရောက်တော့မှမြေချောင်းပြန်ပေါ်လာတဲ့အတွက်မြင့်ငုံသွားတဲ့ထိတ်လို့ဆိုလိုရာကနေဂုတ်ထိတ်ဖြစ်လာခဲ့တာပါဒီလိုကဘာအံ့ဖွယ်ဖြစ်တဲ့ဂုတ်ထိတ်တရားဟာဆေးရဲ့ဓာတ်တွေကိုအကျိန်ဖန်များစွာခံခဲ့ရတာပါ ဒုတိယကမ္ဘာစစ်အတွင်းမှာမဟာမိတ်တွေရဲ့အမြင်လန်စနစ်တွေကြောင့်ဖျက်ဆီးခံခဲ့ရသလိုဂျပန်တွေမြန်မာပြည်အဆုတ်ခွာချိန်မှာလည်းတရားရဲ့အမြင့်ဆုံးတိုင်တွေဖြစ်တဲ့အလေတိုင်လေးချက်ကိုဘုံခွဲဖျက်ဆီးခဲ့လို့တိုင်မတ်30စနစ်တို့ပြိုလဲခဲ့ရပါတယ်မြန်မာနိုင်ငံလွတ်လပ်ရေးပြီးရဲ့နောက်တော့မှနိုင်ငံသားကုမ္ပဏီတွေကိုငှားရမ်းဖို့အတွက်စီစဉ်ခဲ့ပေမဲ့ဈေးရိတ်ကြီးလွန်းလို့မြမမြရထားဌာနကပဲငွေကျပ်32သိန်းအကုန်ကျခံပြီး1952ခုနှစ်မှာပြန်လည်ပြင်ဆင်နိုင်ခဲ့ပါတယ်။ ယခုလက်ရှိ2025ခုနှစ်ဩဂုတ်လ24ရက်နေ့မှာလေဂုတ်ထိတ်တရားဟာမိုင်းခွဲဖြက်ဆီးခံခဲ့ရပြီးတရားဖြက်ဆီးမှုအတွက်မြန်မာတမတော်နဲ့ TNL တို့ဟာအပြန်အလှန်ပြစ်တင်ဆွဆွဲမှုတွေရှိလို့နေပါတယ်တနိုင်ငံလုံးကဂုံယူရပြီးအများပြည်သူတွေတုံးဆွဲနေတဲ့ဒီတရားတွေကိုဖျက်ဆီးလိုက်တဲ့အလို့ရဟာရက်စက်ရုံမာမှုဖြစ်တယ်လို့စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့တယ်လို့ DNLA ဘက်ကလည်းစစ်ကောင်စီရဲ့ drone ပုံကျဲမှုတွေကြောင့်တရားထိမှန်ပျက်စီးရတာဖြစ်တယ်လို့ပြန်လည်ပြောကြားခဲ့ပါတယ်။ တရားရဲ့တတန်းကိုရေရှည်ကြန့်ခိုင်စေဖို့အတွက်ခီးတဲ့တွေလမ်းလျှောက်ဖြတ်တန်းခွင့်တွေကိုပိတ်ပင်ထားရတဲ့အထိဂယုဆိုင်ထိမ့်သိမ်းနေရတယ်။ဒီသမိုင်းဝင်တရားကြီးဟာအခုလိုစစ်ပွဲရဲ့တန်းတွေကိုထပ်မံခံခဲ့ရတာဟာတကယ်ကိုရင်နာစရာပါပဲလေ။ရှိုးဘိုချန်နယ်ကနေတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါရှင်။အသေးသေးတော့ကြားရရနဲ့ပြန်လာခဲ့ပါမယ်နော်။